အားလုံးပဲမိပါပါဒီနေ့မှာတော့ Arkin Home Get အကြောင်းကို sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ transformer ရဲ့ HV site ပေါ့နော် high voltage တွေမှာဆိုလို့ရှိရင် high voltage portion တွေမှာဆိုရင်ဒီလို B back ကနေပြီးတော့ထွက်ထားတဲ့ parking home လေးရှိပေါ့နော်အဲ့တော့သူတို့ကမလုပ်ပေးလဲဆိုတော့ဒီ transformer တွေမှာ over voltage ပေါ့နော်ဒီ system မှာ over voltage ဖြစ်တဲ့အခါဒါမှမဟုတ်လို့ရှိရင် module ပစ်ချတဲ့အခါမျိုးမှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့သူကဒီ transformer ရဲ့ဒီကြွေသီးပေါ့နော်ကြွေသီးကိုမထိလိုက်စေတဲ့နဲ့သူ့ရဲ့ B-back B-back ပေါ့နော်အ Bypass ပေါ့တခြား လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့ overflowage ဖြတ်သွားဖို့အတွက်ကိုနောက်ထပ်လမ်းကြောင်းတစ်ခုဖန်ပြီးပေးထားပြီးတဲ့အခါကျတော့ဒီ transformer ကိုပေါ့နော်အဲ့တော့ module dam နောက်ပြီးတော့ဒီ overflowage dam ကနေပြီးတော့ကာကွယ်ပေးတဲ့အရာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီအခါကျတော့ဒီ gap လေးပေါ့ hacking phone ရဲ့ဂျာထဲမှာရှိနေတဲ့ဒီ gap လေးတွေကဘယ်လောက်ထားရမလဲဆိုတဲ့ဟာကိုတစ်ချက် sharing လုပ်ပြီးမယ်ပေါ့နော် အဲ့တော့ဒီမှာ system voltage kilovolt နဲ့ဖော်ပြထားတယ်။နောက်ပြီးကြရင် arcing horn distance millimeter နဲ့ဖော်ပြထားတယ်။အဲ့တော့ဒီမှာတခုပြောချင်တာကကြတော့ဒီ system voltage ကိုလည်းကိုကသိရမှာပေါ့နော်။ကိုကအဲ့တော့11 kilovolt ကိုသုံးနေတာက11 kilovolt ဆိုရင်သူရဲ့ system voltage ကတွဲပေါ့။ဒါဆိုရင်ဒီ arcing horn ရဲ့ distance ကဘယ်လောက်ဖြစ်ရမလဲဆိုတော့85 millimeter ပေါ့နော်။85 millimeter ရှိရမယ်။အဲ့တော့ နောက်တစ်ခုကကြတော့ဒါကဂျင်တိုက်ပေါ့နော်ဘူရှင်နေရဲ့ဂျင်တိုက်စတန်ဒတ်အရာဖော်ပြပေးထားတာဖြစ်တယ်။အာတချို့ transformer ကုမ္ပဏီတွေပေါ့နော်ဥပမာ ABB လိုမျိုးဆိုရင်သူတို့ရဲ့ကိုယ်ပိုင် research အရာအာပြီးတန့်ထားတယ်ဒီ Akinhorn distance ရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီမှာဖော်ပြပေးထားတာကတော့ဒီ bushing ရဲ့ standard အရာရှိထားတဲ့အာ akinhorn distance ဖြစ်တယ်ပေါ့ ုတ်ပြီအဲ့တော့36 system voltage 36ဆိုလို့ရှိရင်ကိုယ်ဒီသုံးတာက33 kV ပို့မှာသုံးတယ်ပေါ့နော်33 kV ဆိုရင်220 mm ရှိရမယ်နောက်ပြီးကြရင်72.5 system voltage 72.5 kV ဆိုရင်ကိုယ်ဒီက66 level ပေါ့နော်66 level ဖြစ်သွားတယ်အဲ့တော့သူ့ရဲ့ distance က450 mm ဖြစ်တယ်နောက်ပြီးကြလို့ရှိရင်145 က system voltage က45 kV ဆိုလို့ရှိရင်ကိုယ်ရေသုံးတာက132လဲပဲပေါ့နော်132လဲပဲမှာဆိုရင်အဲ့တော့ Akinhorn distance က600 mm ဖြစ်တယ်။နောက်ပြီးတော့245 kV system voltage က245 kV ဆိုရင်ကိုယ်ရေသုံးတဲ့ဟာကကြတော့ block block plus လဲဆိုရင်ကိုယ်ရီသုံးတဲ့ကိုယ်ရီသုံးတဲ့ voltage ကဘယ်လောက်လဲဆိုတော့230ပေါ့နော်230လေးပဲဖြစ်တယ်အဲ့တော့သူ့ရဲ့ arcing horn distance က1450 mm ဖြစ်တယ်ပေါ့နော်အော်ဟုတ်ပါပြီအဲ့တော့ဒီနေ့ကတော့အကင်ထွန်ရဲ့ gap တွေဘယ်လောက်ထားရမလဲဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်